သုံးနေရနေပြီးတော့ဆိုတော့အပေါ်မှာပေါ့နော် align single product လို့ပေါ်တယ်ပြီးတော့ပြီးဆိုရင်ဆိုလို့ကစာလေးတွေရေးလိုက်တယ်ဆိုရင်လည်းရေးလို့မရတော့ဘူးဒါလေးဖြစ်မှုတယ်ဆိုလို့ရှိရင်ဒီ error လေးကိုဘယ်လိုဖြေရှင်းရမလဲနီလန်လေးပြီးခြင်းနဲ့ဆိုရင်ဒီ video လေးကိုဆုံးဖြတ်ကြည့်ပေးသွားပါရှင်အားလုံးပဲမင်္ဂလာပါရှင် Star Kumna တင်နာမှာကြိုဆိုပါတယ်ညီမနာမေကမှဒီနေ့ပြပြပေးခြင်းနဲ့အကြောင်းအရာလေးကတော့ဆိုလို့ပုံမှန်ပေါ့နော် raw exe power point တွေမှာကိုကစာရေးနေရနေပြီးတော့ရေးလို့မရတော့ဘူးဘယ်လိုလုပ်ရမလဲဆိုပြီးတော့မိထားတဲ့ဒူလေး ဖြစ်ပေးမှာဖြစ်ပါလေရှင်။ Okay ဆိုရင်ကျွန်မကခုဒီမှာဆွေး Microsoft မှာကျွန်မကစာရင်းနေတဲ့ရှင်းလို့မရဘူးပေါ့နော်။ဒါဒီပါဖြစ်တာလေဆိုရင်တော့ online singing product လို့ဒီမှာအပေါ်နေတယ်။သူ့ကိုပါလုပ်ပေးရမှာလေဆိုရင်ကျွန်တော်တို့က Office ကို activate လုပ်ပေးရမှာဖြစ်ပါတယ်နော်။ဆိုတော့ Office activate လုပ်ဖို့တော့ကကြတော့ကျွန်တော်တို့ကအဲ software တကတော့ပါလေဆိုလို့ရှိရင်ကျွန်တော်တို့ဒီ KPC ထဲမှာရှိမယ်ပေါ့နော်ပြီးတော့ပြီးဆိုရင်ကျွန်မက ဒီ software ကတော့ smoothie ချာလို့ရတယ်တမမွေလည်းဒီမှာလာပြီးတော့အဲတောင်းလို့ရတယ်ပေါ့နော်ဆိုတော့ smart က window 10 window activation ဆိုတာလေးပါနော်ကျန်စင် device window activation ဆိုတဲ့ file လေးပေါ့လားဆိုလို့ရှိရင်သူက raw file လေးပါဒီမှာဆိုရင်တော့ window activation ဆိုတဲ့ file လေးရှိမယ်ဒီ raw file လေးကိုကျွန်တော်ဘာလို့ရမှာလဲဆိုရင်ဖြည့်ရှာမယ် raw file ကိုဖြည့်ရှာချင်တဲ့ client နဲ့ပဲ ပြီးတော့ဝင်ဝါစွာလေးကိုတုံးပေးမယ် extra ear စွာလေးကိုနှိပ်လိုက်ပါပြီးတော့ yes to all လို့နှိပ်လိုက်ပါဒါဆိုရင်ကျွန်တော်တို့က raw file လေးဖြည့်ကြပါမယ်ပြီးမှလည်းရှင်ဒီမှာလေးတော့ wire file လေးပေါ့နော်ဒီ file လေးကိုကျွန်တော်ကလေးလေးနှစ်ချက်နှိပ်မယ်ပြီးတော့ window down division ဆိုတဲ့ file လေးကိုတောင်းမယ်ဒါဆိုရင်တော့ဒီလိုလေးဖြစ်နေရင်ဒီလိုဖြစ်နေရင်ကျွန်တော်မရသေးဘူးအဲဆိုရင်ပထမဆုံးအနေနဲ့봐တော့မှလည်းဆိုရင်ကျွန်တော်က ဒီ balance ဆက်ပြန်လေးကိုအရင်ဆုံးပိတ်ပေးရမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်က set တင်နေလို့သွားပါအဲ့ဒါဆိုမှာက set တင်နေလို့သွားမယ် SE ဒီတော့ရင်ကျွန်တော်ကဗာလေးလဲဆိုလို့ရှိရင် private privacy and security ဆိုတာလေးရှိပါတယ်ဒါလေးကိုတစ်ချက်လေးနှိပ်ပါပြီးတော့ကျွန်တော် windows security ဆိုတာလေးရှိမယ် ဒီပြီးစတော့ဗေးထဲကိုတာမှာလဲဆယ် viral and true protection ဆိုတဲ့ထဲကိုတစ်ချက်လေးဝင်လိုက်ပါဒီတော့ဒီစဉ်စမလို့ကဒီမှာတော့ manning setting ဆိုလေးရှိရဒီနားမှာဆိုတော့ on နေတယ်ဆိုရင်တို့ off ထားပေးမယ်ဒီသားရ yes ရနေလိုက်မယ်ဒီမှာလည်းတူတူပဲ off ပေးရမယ်ပေါ့နော်ပြီးတော့ပြီးဆိုမှဆိုမှဒါလေးကိုပြန်ပေးလိုက်မယ်ဒီမှာလည်းပြန်ပေးမယ်ဆိုတော့ ခုနကစမလို့ဒီ window raw file လေးကိုပြန်ဖြေရှာမယ်ပေါ့ပမာဆိုရင်စမလို့က window 10 activation ဆိုတဲ့ raw file လေးပေါ်မှာ right click နိုင်မယ်ပြီးသားရင်စမလို့ show more option နဲ့ဟိုသွားမယ်ပြီးရင်ဝင်းဝရဲဟိုသွားမယ် extra area ဆိုလေးကိုနှိပ်လိုက်မယ်ပြီးသားစမလို့က yes show all လို့နှိပ်လိုက်ပါဆိုတော့အပေါ်မှာစမလို့က window 10 activation ဆိုတဲ့ file ရှိနေမယ် ဒါလေးကိုကလစ်လေးနဲ့ channel လိုက်ပါဒီမှာဆိုရင်ဒီပုံစံလေးဖြစ်ရမယ် KMS ဆိုတော့ .net ဆိုတဲ့ file လေးဒီဒါဒီလို file လေးဖြစ်ရမယ်ပေါ့နော်ဒါလေးကိုဒီမှာကလစ်လေးနဲ့ channel လိုက်မယ်ဒီတိုင်းစမတို့ကမလုပ်ပေးမှလည်းဆိုရင် yes ဆိုလေးကိုနှိပ်ခဲ့ပေးလိုက်ပါပြီးပြီဆိုလို့ရှိရင်တော့ဒါဒီမှာဆိုရင် activation ဆိုလေးရှိတယ် activate လောက်ရမှာပေါ့နော် ကျွန်တော် activation ကိုတက်ချက်နေမယ်ကျွန်တော်တို့က window ကိုလုံးမမဟုတ်ဘူး office ကိုလုံးမဖြစ်တဲ့အတွက် activate office စာလေးကိုတက်ချက်လေးနေပေးပါ။ဒါဆိုရင်တော့ဘာဖြစ်နေမလဲဆိုရင် run နေလိမ့်မယ်။သူရဲ့ကြာချိန်လေးကိုကျွန်တော်တို့ခဏလေးစောင့်ပေးလိုက်ပါ။ပြီးတော့နေပါ okay လေးပေးလိုက်မယ်။ဒီနေ့မှာတက်ချက်လေးနေလိုက်မယ်။ TV စင်တာတွေကိုစမလို့ကပြန်လိုက်လို့ရတယ်ပေါ့နော်အဲ့ဆိုရင်စမလို့ခဏလေးစောင့်ပေးလိုက်ပါ မတို့က protein successful ဖြစ်သွားပြီပေါ့နော်ဒါဆိုရင်စမတို့ဒါလေးကိုပိတ်လိုက်မယ်ဒီပြင်ဆင်လဲစမဒီလားဒီမှာပိတ်လိုက်မယ်အဲ့ဆိုရင်စမတို့က Microsoft Word file လေးကိုပြန်ပိတ်ပြီးတော့စမပြန်ဖွင့်ကြည့်မယ် logo အားလေးကိုနှိပ်လိုက်ပါဝင်ဝန်းစွာလေးကိုနှိပ်လိုက်မယ်ဒါဆိုရင်စမတို့က blank document ဆိုတော့ဒီမှာဆင်ဘာဖြစ်သွားလဲဆိုရင်စာလေးတွေရေးလို့ရသွားပါလိမ့်မယ်နော် ီးတော့ရင်အပေါ်မှာလည်းကျွန်တို့ကဘာလေးမပေါ်တော့ဘူးလဲဆိုလို့ရှိရင် online singing product ဆိုတာလေးမပေါ်တော့ပါဘူးရှင်။ Okay အားလုံးပဲအဆင်ပြေပါစေချင်းဒီချောင်းရလေးကအားလုံးတို့အကျိုးရှိတယ်ဆိုရင် comment မှာ yes လို့ရေးခဲ့ပေးပါနော်။ကမ္ဘာနဲ့ပတ်သက်ပြီးတော့တင်ကစားလေးတွေအသေးစိတ်လေ့လာကျင်တယ်ဆိုလို့ရှိရင် Instagram Training Center ရဲ့ YouTube Channel လေးကို Like and Follow လေးလုပ်ထားလို့ရပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။